ပြည်နိုင်ငံကွမ်တုံပြည်နယ်ရှန်ကျင်းမြို့ကပြည်သူတရားရုံးရဲ့ဒီကနေ့ပထမအဆင့်အမိန်အရရာဇဝဲခိုင်းရဲ့အဓိကခေါင်းဆောင်တွေဖြစ်တဲ့မြန်မာစစ်တပ်လက်အောက်ခံကိုကက်ပြည်သူစစ်ခေါင်းဆောင်ဟောင်းပဲဆောက်ချင်းတာဖြစ်သူပဲရင်ချင်းရန်လီချန်ဦးချောင်ကျန်းနဲ့ခြံကွင်းကြီးတို့၅ဦးကိုတည်တံချမှတ်ခဲ့တာပါအဲ့ဒီအပြင်သူတို့အမှုထဲမှာပါတဲ့နောက်ထပ်၂ဦးကိုတော့နှစ်နှစ်ဆိုင်ငံတည်တံချမှတ်လိုက်ပြီးတခြားဆက်ဆက်ပါဝင်သူ၅ဦးကိုထောင်နဲ့တသက်နဲ့နောက်ထပ်၉ဦးကိုတော့ပြည်နေတဲ့အပါအဝင်အနေဆုံးထောင်နဲ့၃နှစ်ကနေ အမြင့်ဆုံး2နှစ်20အထိပြစ်ဒဏ်တွေအသီးသီးချမှတ်ခဲ့တယ်လို့တရားရုံးကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လကတည်းကပယ်ဆောင်ချိန်တို့မိသားစုကိုအွန်လိုင်းလိမ်လည်မှုလူသတ်မှုပြန်ပေးဆွဲမှုငွေညှင်းမှုကာစီနိုဖွင့်မှုနဲ့ပြည်ထစာမှုအပါအဝင်မှုပေါင်း12ခုနဲ့ဆွဲချက်တင်ခဲ့တာပါတရားရုံးရဲ့ဖတ်ကြားချက်အရပယ်ဆောင်ချိန်ဟာကိုကန့်ကိုပိုင်အထုတ်ခွင့်ရဒေတာဥက္ကဋ္ဌအဖြစ်သူ့ရဲ့အာဏာကိုအလွဲသွားသွားလုပ်ပြီးတရုတ်နိုင်ငံသားတွေကိုနယ်စပ်ဖြတ်ကျော်လမ်းမစားလုပ်နိုင်အောင်စီစဉ်ခဲ့တယ်လို့ဆိုပါတယ်သူတို့ရဲ့ရာဇဝတ်လုပ်ငန်းတွေလည်းပတ်ချိန်မှာလဲ တမီသားစုရဲ့ကိုပိုင်ပြည်သူစစ်တပ်ဖွဲ့တွေကလက်နက်ကင်လုံခြုံရေးယူပေးခဲ့တာကြောင့်ဒီလုပ်ငန်းတွေကအတားအဆီးမရှိလက်ပတ်နိုင်ခဲ့တယ်လို့တရားရုံးကပြောပါတယ်ဒီမှုကိုစစ်ဆေးနိုင်ဖို့အတွက်တရုတ်တာဝန်ရှိသူတွေဟာတစ်စုံညနှစ်ခုဆင်းစည်ကာလတွင်ညီနောင်မဟိတ်သုံးဘဲကလောက်ကင်မျိုးကိုထိန်းချုပ်လိုက်ပြီးနောက်မှာတွားရောက်ပြီးလူထောင်ပေါင်းများစွာစီကားနေတပ်သည်ထုတ်စွတ်ချက်တွေရယူခဲ့တယ်လို့တရားခွင်မှာဖတ်ကြားခဲ့တာကတော့ထူးခြားတဲ့အချက်တစ်ခုဖြစ်ပါတယ်ကိုကဒေသရဲ့ထင်ရှားတဲ့မိသားစုကြီးတွေဖြစ်တဲ့ပေအိမ်ဝေအိမ်မြေအိမ်နဲ့လျှို့အိမ်တို့ဟာ ကြားဖြတ်အပါဝင်အမှုပေါ်များစွာနဲ့တရုတ်နိုင်ငံမှာတရားရင်ဆိုင်နေရတာပါပြီးခဲ့တဲ့စက်တင်ဘာလကလည်းကွယ်လွန်စုကုကတ်တရေကြီးမြီချောက်ချင်ရဲ့သားမြီကော်ဖင်းနဲ့ရေဖြစ်သူမြီချင်းချင်းတို့အပါဝင်လူစတုပ်ဦးကိုတရုတ်တရားရုံးကတည်တံအမိန့်ချမှတ်ထားခဲ့ပြီးဖြစ်ပါတယ်။